ဒီနေ့ lucky channel ကနေတင်ပွားကိုချမ်းသာကြွယ်ဝဖြစ်ကံကောင်းစေမယ့်ရိုးရှင်းတဲ့ညသုံးမျိုးပြပေးတော့မှာပါနော်။နေ့တိုင်းလှုပ်လှုပ်ရတဲ့ချမ်းသာမှလှုပ်ရှားမလိုပါဘူး။ဒါကြောင့်ဒင်ကာကိုတုံးရတာဒင်ကာပြစွာစန္ဒနဲ့လုံရဲ့ရဲ့တင်ကြတာပါ။တင်ယူမှုကိုနေ့တိုင်းအားစိတ်ထုတ်အောင်မှနဲ့အတူပါတယ်။ပတ်စံနဲ့ပဲဝယ်လို့မရဘူးလေ။ဒါကြောင့်တတ်အိုးမှာစံစဘာထည့်ရတာစံစဘာဆိုတာကြွယ်ဝချမ်းသာမှုပါ။မနှတ်စောစောထပြီးကနာကြီးလောက် ထမင်းမစားဘူးဆိုရင်ဘိုက်စားတယ်မလား။အိုးတဲ့ကစံစပါးဆိုတာတင့်တင့်မြတ်တမှုနဲ့ကြွယ်ဝချမ်းသာမှုရဲ့သင်္ကေတပါ။ဖျောက်ရှိခိုးပူဇော်ပြီးအလဲချပေးဝေတာ ရိုသေးပြီးအပြုတ်တပစွမ်းအားတွေစူဆောင်းတာရှိခိုးပူဇော်မှုစွမ်းအားပေါင်းအတူချုပ်မှန်တန်စာစား။ရှိခိုးပူဇော်မှုစွမ်းအားဆိုတာစိတ်တွေစူစီးပြီးစန္ဒပြူတာ။နှစ်တထောင်ကျော်ရှေးဟောင်းမှန်တန်စာစား။အုံးမအာဦးကံကောင်းကြီးပွင့်စွမ်းအား ဒီယာနဲ့အတူရှိပါစေ။အုံအာဟံဝန္တာမီဘဝတတကောချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်စေရန်ကာကွယ်ဆုံးရှောက်ပါစေ။အုံမအုစိတ်နှလုံးတည်ငြိမ်ခိုင်မာစွာအင်တင့်ထန်တို့နေထိုင်ရရှိပါစေ။အုံမအုကံကောင်းကြီးပွင့်စွာဒီယာနဲ့အတူရှိပါစေ။မနက်ခင်းသမဟုတ်ယနေ့ခင်းဒီရက်တစ်ချိန်လောက်ပဲရွတ်ဆိုပါ။အတို့ချုပ်အိဘေကကံကောင်းကြီးပွင့်စွာအားဒီတင့်ကိုနဲ့ ဒီပစ္စည်းကိုကျေကျူးပြုပါစေလို့အသေးပဲရပါတယ်ဒီသုံးမျိုးကိုအတူတူလောက်ကြည့်ပါတေးမွားမှာကံကောင်းကြီးပွင့်ပြီးချမ်းသာမှုရှိမှအာမနာခံပါတယ်တချို့လူတွေမေးကြတယ်ဒင်္ဂါကိုဒီမှာထားမယ်စံစဘာကိုဟိုမှာထားမယ်ဒီမန်တန်ယူမယ်ဒါဆိုချက်ချင်းချမ်းသာသွားမလားပြောရတဲ့အဲ့ဒါလောက်မလွယ်ပါဘူးနီလန်းပြီမဲ့ဆိုတာလုတ်ကိုလုတ်ရမယ်သုံးဆွဲရမယ်အချိန်နဲ့အခြေအနေကိုသိရမယ်မာတုံးရင်ဒါမှမဟုတ်ပုံမှန်မလုတ်ရင် ဘာအကျိုးတရားမှုမှမတွေ့ရဘူးအခုတော့တင် lucky channel ကိုတွဲပြီးတင်ကန်ကောင်းနေပြီပါ မမေ့ပါနဲ့ကျေးဇူးပြုလို့ subscribe လုပ်ပါတင်ရဲ့မောင်မားတွေကိုလည်းတိအောင်မျှဝေပေးပါကန်ကောင်းကြပါစီဗျာ